ကျွမ်းလွေရဲ့ပန်ပမှုတွေနေခဲ့ရကြောင်းဘေဒိုဖက်ရှင်နဲ့တန်းတယ်လို့ဖြစ်ကအယောင်မထွက်ပဲမစ်ဝေါ်မှာဆုမရပဲပြုတ်ခရတဲ့မြမအလှမဲ့ခီစာခင်ပြည်သူများလုံးမင်္ဂလာပါရှင်ဘောင်းမစ်စနောကနေပြလဲကြိုးစိုးလိုက်ပါတယ် ပရိသတ်တွေမျောလင်းတကြီးနဲ့စောင့်မျှော်အပ်ပေးခဲ့ကြတဲ့ Miss World မြန်မာအလှမယ်ခေစားခင်ကတော့ Miss World ပြိုင်ပွဲမှာဘာအဆင်မှမချိတ်စုတစုမှမရပဲပြုတ်ခဲ့ရပါပြီ။အခုနှစ်မှာကျင်းပခဲ့တဲ့ Miss World 2025ပြိုင်ပွဲကိုတော့အိန္ဒိယနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့ရဖြစ်ပါတယ်။အဆိုပါ Miss World ပြိုင်ပွဲမှာတော့ထိုင်းနိုင်ငံကနာမည်ကြီးအလှမယ်အုပ်ဖေက Miss World 2025တရဖူကိုစွခိုးနိုင်ခဲ့ရပါတယ်။ ဒါမှလည်းမြန်မာအလောက်မဲ့ခီစာခင်ကတော့ဘာစုမမရပဲပြုတ်ခေရတာဖြစ်ပါတယ်။ဒီလိုမျိုးအလောက်မဲ့ခီစာခင်တစုမမရခဲ့တဲ့အပေါ်မှာလူတွေကတော့ National Director 2L ရဲ့ပံ့ပိုးမှုအားနည်းရာကြောင့်ဖြစ်ကြောင်းပြစ်တင်မှုတွေရှိခဲ့ပါတယ်။ အထူးသဖြင့်တော့အလှမခေစားခင်ရအခုနှစ်မစ်စဝေါပြိုင်ပွဲမှာအဝိထေခန်နွန်းနွန်းအယောင်မထွက်တဲ့ fashion တွေနဲ့တခြားနိုင်ငံကအလှမတွေနဲ့စရင်ကိုရောင်ကိုဝါမထွက်ဘဲနဲ့မိမ့်မိန်ခဲ့ရတာဖြစ်ပါတယ်။အထူးသဖြင့်တော့မစ်စဝေါ final ညမှာဆိုရင်အလှမခေစားခင်ရဝိဆောင်ဟာနည်းနည်းလေးတောင်အယောင်မထွက်ခဲ့ပါဘူး။ဒါကြောင့်မလို့စုမရခဲ့တာလို့ဝေဖန်မှုတွေရှိပါတယ်။ အထူးသဖြင့်တော့ထူးအလွင်ကသဲဆူငိန်ကိုပံပိုးသလိုအလားမဲ့ခင်းစာခင်ကိုအလေးနဲ့တံပိုးမထားဘဲခြေကတက်ဆန်လှုပ်လိုက်တာကြောင့်ဒီလိုမျိုးခင်းစာခင်တယောက်တခြားနိုင်ငံကအလားမဲ့တွေနဲ့ရှင်ပြိုင်တဲ့အခါမှာအားနေခဲ့ရတယ်ဆိုပြီးတော့ပြင်းပြင်းထန်ထန်နဲ့ဝေဖန်ခဲ့ကြပါတယ် အလုံးသေးကြတဲ့အတိုင်းမနစ်ကအလားမဲ့သဲဆွေရင်ရဲ့ Miss Grand International ရှင်ပြိုင်စဉ်အခါမှာဆိုရင်သူအလွန်ရဲ့ပံပိုးမှုတွေကအသက်ထွက်လို့နေနေဖြစ်ပါတယ်။သဲသဲရဲ့အထုပ်ကိုကိုယ်တိုင်ဆွဲပြီးတော့သဲဆွေရင်နောက်ကနေတကောက်ကောက်ကိုလိုက်နေကြရပါသဲဆွေရင်ဝေဖို့အတွက်အဝေးစားတွေဆိုရင်သိန်းရာချီထောင်ချီတန်တဲ့အဝေးအစားတွေကိုအကောင်းဆုံးဖြစ်အောင်စီစဉ်ခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုနှစ်သူအလွန်စီစဉ်တဲ့ Miss World မြန်မာပွဲကတရဖွရထားတဲ့အလားမဲ့ခေစာခင်ကတော့သူအလွန်ဟာသဲဆွေရင်ကို support လုပ်ထားရဲ့ခြေပြားကိုတောင်းမှတ်မိခဲ့ရပါ သဲဆုငိင်းနယ်တို့ကသဲဆုငိင်းအကြောင်းကိုတင်နာမပြတ်တဲ့ထူအန်လွင်ဟောင်းအလာမဲခီစာခင်အိန္ဒိယနိုင်ငံမှာမစ်ပြိုင်နေချိန်မှာသဲဆုငိင်းရဲ့မွေးနေ့ပို့စ်တွေကိုပဲတင်နေခဲ့တာဖြစ်ပါဒါအပြင်ထူအန်လွင်ကခေစာခင်ပြိုင်တဲ့ Miss World Final ညကိုလည်းသွားအားမပေးခဲ့ပါဘူး။အထူးသဖြင့်တော့ခေစာခင်တို့ဆီစဉ်ပေးလိုက်တဲ့ဝတ်စုံတွေဟာတကယ်ကိုဖြစ်ခဲ့တဲ့ဇန်နိုင်ခဲ့ရပါ အထူးသဖြင့်တော့ National ဝန်ဆောင်ကလည်း Final ည Evening Gown ဝန်ဆောင်အထိအကြောင်းမထွက်ဖဲနဲ့မွေးပြနေကြရဖြစ်ပါတယ်။ဒါကြောင့်လည်းတချို့သောသူတွေကဆိုရင်ထူးအန်လွင်ဟာခိစာကင်ကိုဘေးရုံးတွင်နဲ့သွားပြိုင်ခိုင်းနေလားလို့ကြောင်စားနောက်နေကြပါတယ်။တတော်များများကတော့ထူးအန်လွင်က Miss Wong ဟာနဝရဲ့ Miss Grand လိုမျိုး Body တောင်းဖို့အတွက်မလို့ပရိသတ်တွေစီကငွေမရလို့ထူးအန်လွင်ကခိစာကင်ကိုတဲဆုငိန်လိုမျိုးအရေးမဆိုင်တာလို့ပြောကြပါတယ်။တချို့တွေကလည်းခိစာကင်ဟာတဲဆုငိန်လောက်မအောင်မြင်မှန်းသိလို့တဲဆုငိန်လိုမျိုးဂယုမဆိုင်တာလို့ဆိုကြ ပါတယ်။ဘာကြောင့်ပဲဖြစ်ဖြစ်ပေါ့အလာမဲခိစာခင်ကအသက်18နှစ်အရွယ်ဆိုပေမဲ့သူမတတ်နိုင်တဲ့လောက်လေးစွမ်းဆောင်သွားတာကိုတော့တွေ့ရပါတယ်။အလာမဲခိစာခင်ကမြန်မာနိုင်ငံမှာကလေးတွေရင်ဆိုင်နေရတဲ့စစ်ဘေးငလင်ဘေးတွေကိုလည်း speak out လုပ်သွားခဲ့ရကိုတွေ့ရပါတယ်။ပရိသတ်တို့အနေနဲ့ရောအလာမဲခိစာခင်တယောက် unplace ဖြစ်ခဲ့ရက 2L တွေရဲ့ပံပိုးမှုနည်းတာကြောင့်လို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။